အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့အာဖရိကမယိုင်းလွင့်မြင့်နေတဲ့ကရှင်သေးတွေအကြောင်းကိုပဲတွားလိုက်ကြရအောင်ခင်ဗျာမပူကိုကော်လာလေးရှင်အုပ်စုကတော့လူတော်တော်များများလဲသိကြမှာပါမပူကိုအုပ်စုရဲ့မျိုးဆက်တွေကြန့်ရှိနေမယ်လို့လူတော်တော်များများကတော့မထင်ခဲ့ကြပါဘူး2006ခုနှစ်မှာအာဖရိကမြေတိုင်းလွင်မြေတွေထဲမှာတောပြင်တွေအဖြစ်ဗိသိက်ခံပြီးချင်းတိလောကရဲ့အထွတ်ထိပ်ကိုရောက်ရှိခဲ့ကြတဲ့ မဘူကိုကော်လာလေးရှင်းအုပ်စုရဲ့ကြံရမ်းမှုတွေတဲကမှမစ္စတာဒီရဲ့ရက်ဆက်မှုတွေကြောင့်စပီစန်တော်ကြီးတစ်ခုလုံးဂျွန်းထိုးမောက်ခုံနေဖြစ်ပြီးချင်းတင်းမတွေရဲ့တာပေါမှုတွေကလည်းကမကမဖြစ်ခဲ့ရတာကြောင့်လည်းသက်ဆိုင်နေမယ်လို့ထင်ပါတယ်2022ခုနှစ်မတ်လ16ရက်နေ့မှာတော့မစ္စတာဒီတက်ဖြတ်ခံရပြီး2023ခုနှစ်မှာ မကူလူနဲ့ပရီတီပွိုင်းတို့ကပါတည်ဆုံသွားချိန်မှာတော့မပိုကိုတခစ်ဟာလဲပြီးဆုံးသွားခဲ့ပါတယ်2022ခုနှစ် မတ်လ16ရက်နေ့မှာတော့ဆလတိုင်းမေးလို့ခေါ်တဲ့ရှင်သေအထီးလေးကောင်ပါတဲ့ဆောက်တန်ပရိုက်အုပ်စုကမစ္စတာဒီကိုတက်ပစ်ခဲ့ကြတာပဲဖြစ်ပါတယ်မစ္စတာဒီတို့မကူလူတို့ရဲ့မပိုကိုအုပ်စုအကြောင်းကိုပြောပြပြပြဖြစ်လို့ channel လေးမှာတော့အောက်ကြည့်ရှုနိုင်ပါတယ်မပိုကို collaboration အုပ်စုမရှိကြတော့ပေမဲ့ အာဖရိကမြေတိုင်းလွင်ပြင်တွေထဲမှာရှိတဲ့ Space Center ကြီးထဲမှာတော့ Mr. T နဲ့မကူလူတို့တောင်းချခဲ့မှုတွေကြောင့်ဇောက်ထိုးပလက်တွေဖြစ်ပြီးဗယံပရာတွေကြံခဲ့ပါတော့တယ် Mr. T ရဲ့စီမံကမ်းမတ်တပ်ဖြတ်မှုတွေကလေးပါမကြံစားပစ်ခဲ့တာတွေကမပိုကိုအုပ်စုတွေချင်းသိမတွေကိုဥပဒေမဲ့ဆော်လာရန်လာလုပ်ခဲ့တာတွေကြောင့်ဘသူနဲ့ရမမသိတဲ့ကိုဝင်တွေနဲ့ blind line တွေအားလဲကမောက်ကမဖြစ်ခဲ့ရပါတော့တယ်တတော်လုံးကြီးလန်းစားစားခဲ့ရတာတွေက မပိုကိုတခိရဲ့ဓာတ်ဆိုင်တွေလို့ပြောရင်လည်းမမှားပါဘူးဒီတော့မပိုကိုရဲ့မျိုးသက်တွေရှိသေးလားချန်ရှိနေခဲ့သေးလားဆိုတာလေ့လာကြည့်အောင်ပါလေ့လာရေးသမားတွေရဲ့ပြောကြားချက်တွေအရတော့မပိုကိုရဲ့မျိုးသက်တွေကိုစောင့်မျှော်နေခဲ့ကြပြီမဲ့ မစ္စတာဒီရဲ့စီလူပေါင်းလို့စိတ်တစားဆန်းစွာ တွေ့သည်မြကလေးပါမကျန်တက်ဖြတ်စားတော့ခံမှုတွေကြောင့်မပူကူမျိုးဆက်တော်တော်များများဟာအရွယ်မရောက်ခင်မှာပဲတည်ဆုံးခဲ့ကြရပါတယ်။ဒါအပြင်မပူကူတွေကိုနမ်းချခဲ့တဲ့မချစ်ကလေးအုပ်စုတွေကလည်းမပူကူရဲ့မျိုးဆက်တွေကိုမြေလံတက်ပြစ်ခဲ့တာကြောင့်မပူကူ6កောင်ရဲ့မျိုးဆက်ဟာမရှိတော့တော့ဘူးလို့လည်းယူဆခဲ့ကြတာတွေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့မပူကူတွေကအခြားရှင်သေးအုပ်ကအမားတွေကိုပါဥပရိမဲတွေလောက် ဲ့တာကြောင့် Ottawa Pride, Seletine Pride, Michigan အုပ်စုတွေက အမရေစီမှာ မပုတ်ကိုရဲ့မျိုးသက်တွေအနှဲငယ်ကြန့်ရှိနေခဲ့ပါတယ်ဒီလိုနဲ့ Ottawa Pride ထဲမှာမပုတ်ကိုရဲ့မျိုးသက်နှစ်ကောင်ကြန့်နေခဲ့တာကိုသတိပြုမိခဲ့ကြတာပဲဖြစ်ပါတယ်လီလာသူတွေကတော့ဒီနှစ်ကောင်ဟာ Mr. T ရဲ့သားနဲ့မကူလူရဲ့သားတွေဖြစ်နိုင်တယ်လို့သူတို့အရွယ်မရောက်ခင်ကတည်းကစောင့်ကြည့်ခဲ့ကြတာပဲဖြစ်ပါတယ်မပုတ်ကို အုပ်စုနဲ့မချင်ကလင်းအုပ်စုကကဘာရွံနေဖြစ်ခဲ့ကြပေမဲ့သူတို့မျိုးဆက်မှာတော့ဓာတ်တွေတင်မုန်းချနိုင်ခဲ့ပြီလို့ဆိုရမှာပါအကြောင်းကတော့ ရှင်သစ်တွေရဲ့ထုံးတမ်းတိုင်းအရွယ်ရောက်လာတဲ့အခါရှင်သစ်အထီးတွေကိုအဖွဲ့ကားတွေမောင်းထုတ်လိုက်ကြတဲ့အခါအော်တဝါပရာအုပ်စုကနေထွက်ခွာလာရတဲ့အော်တဝါတီနဲ့အော်တဝါ M နှကောင်နဲ့မချင်းကလင်းအုပ်စုကတွေမောင်းထုတ်ခံလိုက်ရတဲ့အထီးနှကောင်နဲ့လမ်းမှာတွေ့ပြီးမိဖွဲ့ကလေးကောင်ပေါင်းပြီးတော့အော်တဝါဘွိုင်းလို့ခေါ်တဲ့ collaboration တစ်ခုကိုတီထောင်နိုင်ခဲ့ကြလို့ပဲဖြစ်ပါတယ်။ရှင်သစ်တွေအကြောင်းကို စိတ်ဝင်စားကြတဲ့ရှင်သိဖန်တွေကတော့ဒီအုပ်စုကိုမပိုကလင်းလို့ခေါ်တဲ့နယ်လို့ပြောဆိုခဲ့ကြတာတွေရှိပါတယ်အကြောင်းကတော့ကဘာရန်နေဖြစ်တဲ့မပိုကိုအုပ်စုနဲ့မချင်းကလင်းအုပ်စုရဲ့မျိုးဆက်တွေကပေါင်းစည်းခဲ့ကြလို့အထိမ့်မှန်နေနဲ့ခေါ်တဲ့နာလို့ဆိုပါတယ်အော်တဝါတီနဲ့အော်တဝါအမ်နိုကိုအုပ်စုကနေထုတ်ခံရခြင်းမှာအရွယ်ကောင်းကောင်းမရောက်သေးတဲ့အတွက်မပိုကိုရဲ့မျိုးဆက်ဟုတ်ရဲ့လားလို့တန်တရားရှိခဲ့ကြပေမဲ့အရွယ်ရောက်လာချိန်မှာတော့အော်တဝါတီရဲ့ သဘင်ပုံသံကိုကြည့်ခြင်းအပြင်အဖြေကရှင်းနေပါလိမ့်မယ်ဒီလိုဝမ်ဝေးကွေနဲ့ရှင်သေးကဘသူဆိုတာတန့်တည်နိုင်ပါတယ်ဒီပုံသံကမစ္စတာဒီရဲ့ထွေးမှန်တစ်ခုပါသူရေးဆိုတာစကားပြောပါတယ်ဝမ်ဝေးကေအချိုးမပြေတဲ့တစောက်ကမ်းမျက်နှာပေးနဲ့ဖောင်ကြွားကြွားလန်းလျှောက်ပုံတွေကမစ္စတာဒီရဲ့သားဆိုတာသူစစ်ဖို့တောင်းလို့မမထင်ပါဘူးအော်တဝါအန်ကိုတော့မကူလူရဲ့သားဖြစ်တယ်လို့ဆိုပါတယ်မစ္စတာဒီလိုဂိုင်းစတာရဲ့သားနဲ့ဟိတ်ကြီးခန့်ကြီးနိုင်ပြီးကျန်းလွန်းနဲ့မကူလူရဲ့သားက သူတို့ဖေးရီလို collaboration တစ်ခုကိုဒီထောင်လိုက်ချိန်မှာ machine clean နှစ်កောင်ဖြစ်တဲ့ Matt Junior နဲ့ McConi တို့ပူပေါင်းလိုက်ချိန်မှာတော့ Ottawa Wine လို့ခေါ်တဲ့ထီးနန်းကိုထူထောင်လိုက်တာဟာအခြားချင်သေးတွေအတွက်သွေးပြက်စရာဆိုတာတွေးကြည့်လို့ရပါတယ်အဖွဲဖွဲ့ပြီးတခြားထီးနန်းမလုနိုင်သေးခင်ချင်သေးတွေကအမဲလိုက်ပြီးဝမ်းသာရှာခွန်အားပြည့်အောင်တည်ဆောက်နေချိန်မှာတူတူသိသိနေခဲ့ကြရတယ်ဆိုပေမဲ့ ီကောင်တွေကတော့အုပ်စုဖွဲ့ပြီးကတည်းကသူတို့အဖေရဲ့သွေးတွေကိုပြနေကြပြီပဲဖြစ်ပါတယ်။တခါကဇင်ဟာဝီပရိုက်လို့ခေါ်တဲ့အုပ်စုတဲကိုဝင်ပြီးအကောင်နဲ့ခက်တီတီနဲ့အမတွေကိုအမဲလိုက်ဖို့ကြံခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့နေမီကန်ချင်းတွေကအဝိုင်းပေါင်းချဆုပ်ကြတော့အသက်လူပြေးခဲ့ရပါတယ်။အဲ့ဒီကတည်းကစားတော့ပြနေပြီပဲဖြစ်ပါတယ်။2011ခုနှစ်2012ခုနှစ်တွေမှာမချင်းကလင်းတွေအာနာသိန်းစင်မှာလဲဒီအော်တော်ဝါတွေက အနီးမှာရှိနေပါတယ်။ငငရည်ရွယ်နဲ့မချင်းကလင်းထွေနဲ့တိုက်ခိုက်ခဲ့ပူကြပါတယ်။ဒီနှကောင်ကိုယုံစားပြီးအုပ်စုဖွဲ့လာကြတဲ့မချင်းကလင်းမျိုးဆက်နှကောင်ကလည်းအဲ့ဒီအချိန်မှာတိုက်ပွဲတွေသာရန်ပြင်းထန်ခဲ့ရင်ဖေကိုပြန်တက်တဲ့ကောင်တွေဖြစ်ခဲ့ကြမှာပါ။ကျွန်တော်ဗီဒီယိုအစကပြောခဲ့သလိုမပိုကိုအုပ်စုကြီးစိုးစဉ်ကသူတို့ရဲ့တောင်းကျမှုတွေကစပီစန်တော်ကြီးတစ်ခုလုံးပိုင်နဲ့တွေကလည်းကမောက်ကမဖြစ်ခဲ့ရပါတယ်။ချင်းသေးတွေရဲ့လောကဟာကိုပိုင်နဲ့နဲ့ကိုမင်းမှုကြတဲ့တဲ့တော်ဝါတွေပါ။ ါကိုမပိုကိုအုပ်စုတွေက စီးပေါင်းမထားပဲသူတို့ရောက်တဲ့အရက်ဟာသူတို့ပိုင်တယ်လို့သတ်မှတ်ပြီးတွေ့ကြရာချင်းသေးတွေကိုအပြော်နဲ့ရှောက်တတ်နေကြတာကြောင့်အခြားချင်းသေးအုပ်စုတွေကကိုပိုင်နဲ့ကိုသတ်မှတ်ဖို့တောင်မလွယ်တော့တဲ့အခြေအနေပါပဲမပိုကိုတွေနဲ့မတွေ့ဖို့အတွက်ပဲရှောက်ရှားနေကြကြရတာပါမပိုကိုအုပ်စုမရှိတော့တဲ့နောက်ပိုင်းမှာနေမီတွေပြတ်သက်မှတ်ဖို့အတွက်ချင်းသေးအုပ်တွေနေမီလူပွဲတွေကအကြီးအကျယ်ကိုပြန်ဖြစ်ခဲ့ကြတာပါဒီနေမီလူတွေပြဿနာကို ော်တဝါပိုင်း၄ခေါင်ကအချိန်ခဏအတွင်းမှာအဆုံးသတ်ပေးနိုင်ခဲ့ကြပါတယ်။ဒီအော်တဝါပိုင်း၄ခေါင်ထဲမှာမစ္စတာတီရဲ့သားအော်တဝါဒီကခေါင်းဆောင်ဖြစ်ပါတယ်။အော်တဝါဒီကလည်းသူ့ဖွေရဲ့သူ အပြစ်ပါလာသလိုပဲတကောင်နဲ့ရှောက်သွားနေတာတွေအခြားကျင့်သေးအုပ်စုကအမတွေကိုအတင်းအာရမဘလက်ကာပြုကျင်တာတွေလမ်းမှာတွေ့သမျှချင်းတဲ့အထီးတွေကို အပြင်းပြေစောက်ခွက်ဖြတ်ရိုက်တာတွေနဲ့စပေးဆန်တော်ကြီးတစ်ခုလုံးကို သူ့အဖေလိုပဲနောက်တစ်ခါမြေလံပြန်ပါတယ်။အော်တဝါဒီက ဖွဲ့ပေါ်လဲတန်ရုံးစဉ်အလွန်နဲ့အကောင်ဖြစ်ပါတယ်အဖွဲ့နဲ့အတူနေတာတိတ်မရှိပဲတကောင်နဲ့ရှောက်သွားတကောင်နဲ့ရှောက်ကျန်းနေလေးရှိပါတယ်တခါကဆိုဟာအင်းနာအုတ်ထဲကိုဝင်ပြီးသူ့တကောင်နဲ့ဆယ်ကောင်တိတိကိုတတ်ဖြတ်ခဲ့မှုပါတယ်ဒါဟာအပြင်းပြေသာသူ့အတွက်စော်ကစားနေခြင်းမျိုးသာဖြစ်ပါတယ်ဒီလိုနဲ့2020နောက်ပိုင်းမှာတော့အော်တဝါဒီကပျောက်ဆုံးသွားခဲ့ပါတယ်လေလာရေးသမားတွေကတော့အော်တဝါဒီဟာအသက်အရွယ်ကြောင့်ချာချင်းသေးအုပ်တို့ရဲ့တိုက်ခိုက်မှုကိုမလွန်ဆန်နိုင်ဘဲအသက်ပေးလေးရတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။အော်တဝါအန်ကိုတော့2023နောက်ပိုင်းမှာထပ်မတွေ့ရတော့ပဲပျောက်ဆုံးသွားခဲ့ပါတယ်။ရှင်သေးတို့ရဲ့တက်တန်းဟာ15နှစ်ဝန်းကျင်သာရှင်သန်နိုင်ကြတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲအော်တဝါပိုင်းအုပ်စုဟာတခန့်ရက်သွားပါတော့တယ်။တကယ်ဆိုရင် သူ့အဖေတို့တည်ထောင်ခဲ့ကြတဲ့မပိုကိုကော်လာလေးရှင်ကြီးတစ်ခုထက်တာလွန်ခံကြအောင်တည်ဆောက်နိုင်မယ်လို့ထင်ခဲ့ကြပေမဲ့အော်တဝါတီရဲ့တကူကောင်းဆန်မှုတွေနဲ့အတူအော်တဝါပိုင်းကလည်းအချိန်မရောက်သေးပဲဆော့ဆော့စီးစီးပြိုကွဲသွားတယ်လို့ ပြောရင်လည်းမမှားပါဘူးဒီလိုနဲ့အာဖရိကမြေအလွင်ပင်တွေတဲကစပိစန်တော်ကြီးတဲမှာမထင်မရှားအုပ်စုတစ်ခုအနေနဲ့ပဲကြံရဲခဲ့ပါတော့တယ်တကယ်ဆိုဒနာယီဆန်နဲ့သူတို့ဖေတွေရဲ့မပူကိုကော်လာလေးရှင်ကြီးတစ်ခုလို့အော်တဝါဘိုင်းကလည်းဒေဒေကျဲကော်လာလေးရှင်ကြီးတစ်ခုဖြစ်တဲ့နယ်လို့ကျွန်တော်တို့ထင်မိပါတယ်အဆုံးအထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ